နက်ဖြန်အော်တိုဘာလ25ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။ဒီကနေ့အော်တိုဘာလ24ရက်နေ့မှာအာရီပြပင်လယ်၊ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်တို့မှာစောင့်ကြည့်ရမယ်။လေပွေလိုင်းတွေဖြစ်ပေါ်နေရလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတီးပေးထားပါရယ်။ အာရေပြနဲ့တောင်တရုတ်ပင်လယ်တွေမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းတွေထက်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းကပုံမအားကောင်းလာပြီးမနေ့ပြန်အောက်တိုဘာလ25ရက်နေ့မှာမုန်တိုင်းငယ်အဖြစ်ပိုအားကောင်းလာနိုင်ပြီး26ရက်နေ့မှာအားကောင်းတဲ့မုန်တိုင်းငယ်အဆင့်နဲ့28ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်အနောက်ပိုင်းမှာဆန်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းဘင်္ဂလားပင်လယ်အော်ဘက်မှာဆန်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းတရားရဂိုင်းနှုန်းရှိနေတယ်လို့သတိပေးထားပါတယ် အော်တိုဘာလာ29ရက်နေ့နဲ့30ရက်နေ့တွေမှာအဲဒီဆန်ကလုံးမုန်တိုင်းအားနဲ့အိန္ဒိယနိုင်ငံအန်ဒရာပရာဒိရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက်မြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်တယ်လို့သိရပါဗျ။ဆန်ကလုံးမုန်တိုင်းဖြစ်လာခဲ့မယ်ဆိုရင်အဲဒီမုန်တိုင်းရဲ့အရှင်ကြောင့်အော်တိုဘာလာ30ရက်နေ့ကနေနိုဝင်ဘာလပထမပတ်တွင်မြန်မာနိုင်ငံနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးသည်ထက်နိုင်တယ်လို့ဥဝင်းနိုင်ငံအသိပေးထားပါဗျ။ဒါကြောင့်ရခိုင်ကမ်းရိုးတန်းကကန်ဒီပင်လယ်ပြင် အေယာဝတီမြို့ဝကျုံးပေါ်ကန်နီပင်လယ်ပြင်နဲ့မွန်တနင်္လာရီကန်နီပင်လယ်ပြင်ကရေလုံသားတွေအနေနဲ့အော်တိုဘာလ24ရက်နေ့ကနေစတင်ပြီးနိုဝင်ဘာလဇန်ပိုင်အထိအရှိတောင်ဘက်ကဒေတိုင်းနှုန်းတနင်္လာရီ25မိုင်ကနေမိုင်30ခန့်လိုင်းမြင့်6ပေကနေ9ပေခန့်အထိရှိနေနိုင်တာကြောင့်လိုင်းရောလီပါကျန်းနိုင်တဲ့အတွက်အထူးသတိပြုရှောင်ကြဖို့ဦးဝင်းနိုင်ကအတည်ပြုထားပါတယ် မနက်ဖြန်အောက်တိုဘာလ25ရက်နေ့နေ့လယ်တီကရင်နီကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာတရင်တင့်တင့်ဖြစ်ထွန်းနေပါတယ်တနင်္လာရီတိုင်းမှာနေရာစိစိကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားအမိုးထစ်ချုံရနိုင်ပြီးရွာရံရံနှုံးပြည့်ဖြစ်ပါတယ် ပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်း AR တိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေရှားရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကသတိပေးထားပါတယ်မြဝကျုံပေါ်မုဒ္ဓမာကွေမွန်တနင်္လာရီကံရိုးတန်းတစ်ချောင်းနဲ့ကလောပင်လေပြင်းတို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြပြင်းလေးကတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်က9ဘေကနေ9ဘေကန်ထိရှိနိုင်ပါတယ်ကျမမပင်လည်းပြင်မှာတော့လိုင်းသိသိရှိနိုင်ပြီလိုင်းမြင့်က၄ပေကနေ၆ပေခန့်ထိရှိနိုင်ပါတယ်နောက်နေ့ရက်တွင်တနင်္လာရီအတိုင်းမှာနေရာကျကျကနေနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်အားလုံးဘေးကင်းလို့စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းကြပါစေရှင်